မင်းသားဒီနေ့ကျွန်တော်မျှဝေပေးသွားမှာကဒီမိုးရောခုလို့ခေါ်တဲ့ကိုတိလျောက်ကျူးလွန်မှုပေါ့နော်ကျတို့ဒီခိုင်ခေါ်လုပ်ငန်းခွင်တွေမှာဒီကိုတိလျောက်ကျူးလွန်တဲ့ဒီအပြုတ်မှုတွေကဒါတတော်များများတွေ့ရတာပေါ့နော်အာအများအပြည့်ဒီဆေးစင်းရှောကိုင်းကြီးဟာဒီမှာပေါ့နော်ဒီစိတ်နဲ့ပတ်သက်တဲ့စိတ်ချွတ်ယွင်းတဲ့ဒီ ပြောမဆိုရင်ကျွန်တော်တို့ဆိုတာစိတ်နှံ့သူတွေရဲ့ဒီဂေဟာအမျိုးအစားတွေမှာအများဖြစ်ပို့တွေ့ရတာပေါ့နော်ဒါပေမဲ့ဒီတမန်ရိုးရိုးကျွန်တော်တို့အာဂေဟာဒီမှာလဲဒီဘိုးရောခုဘိုးကင်းဆိုတဲ့အပြုတ်မှုကဒါအမြဲတွေ့ရလိမ့်ရှိတာပေါ့နော်ဒီနေ့ဒီဗီဒီယိုမှာကြတော့ဒီဘိုးရောခုဆိုတဲ့ဒီကိုထီလျောက်အပြုတ်မှုကျူးလွန်ခံရပြီဆိုရင်အာဘယ်လိုပြောမလဲခီတော်ခုရေးပုံရင်းနှီးပေါ့နော်အာကိုက ဟိုကျူးလွန်ခံရရင်ဒီတိုင်းကြီးကိုညှိနေလို့မရဘူးပေါ့နော်ခိတော့ခုကရေးကြည့်တယ်ဒီဖိုးကဒီလိုပြုတ်မှုတွေရှိပါလားဒီဖွားကဒီလိုပြုတ်မှုတွေရှိပါလားဆိုတော့ကိုကခိတော့ခုရေးမှတာ ထိရောက်တာပေါ့နော်ခိတော့ခုတွေရေးရမယ်အာဟိုဒင်းဆိုးဆိုတဲ့အာဒေနာခုတွေစိုးတန်းတွေလောရမှာပေါ့နော်ဒီလိုဒီလိုကတော့ဒီလိုလောရချင်မှာဒီလိုလောက်ပါတယ်ဒီလိုကျူးလွန်ပါတယ်ဆိုပြီးတော့ကိုကတင်ပြမှရမှာပေါ့နော်ဆိုတော့ကျွန်တော်ခိတော့ခုရေးမယ်ဆိုရင် အခြေခံအားဖြင့်တော့ဒီအာ fight 5w1h ပေါ့နော်အာဒီ it's どこで誰が何をなぜどのようにပေါ့နော်ဒီကနေစတာပေါ့နော်ဒါကအခြေခံပေါ့နော်ခီတော့ခုရေးမယ်ဆိုရင်ဒါကိုအခြေခံထားပြီးရေးရမယ်ဆိုတော့ကျွန်တော်တို့အာဥပမာရေပုံလေးတွေကြည့်အောင်ပေါ့နော်ဘိုးလေးကခုကိုတိလေးရောက်ကျူးလို့မယ်ဆိုရင်ဘာတွေလောက်တက်လာပေါ့နော်ဥပမာနာဂူရူ ထိုးမယ်ခဲရုကတ်မယ်ဟီပါရုဆွဲမယ်ဆွဲတာလို့ဒီသပင်ဆွဲတာလို့ပါတော့ဗောနော်ပြီးတော့တတခုရိုက်မယ်ပုတ်မယ်ဗောနော်ပြီးတော့စွမ်းမမှုစွမ်းမမှုကျတော့ကြောဒီဆွဲစိုက်တာဆွဲလိမ့်တာဟိုဒါစွမ်းမမှုလို့ခေါ်တာဗောနော်ပြီးတော့ခါမှုအာကြိုက်တာပြောတာဗောနော်အဲဆိုတော့ဒီလိုပြုတ်မှုတွေကဒါဒါလုံးလိရှိတာပေါ့နော်ဘ ᱹ ဒုတွေကိုလုံးမလဲဆိုရင်နှစ်မျိုးပဲရှိတာပေါ့နော်ရှော့ခွင့်ရင်းစက်နေနဲ့ပြီးတော့ နေရောရှာပေါ့နော်အဖိုးဖွားချင်းချင်းအလုပ်သမားတွေကိုလှုပ်ချင်လှုပ်မယ်မဟုတ်ရင်အဖိုးဖွားချင်းချင်းလှုပ်ချင်လှုပ်မပေါ့နော်ဆိုတော့ကျွန်တော်တို့အလုပ်ခံရပြီဆိုရင်အာခိတော့ခုဘလို့ရေးမလဲဆိုရင်ကျွန်တော်တို့အာအဓိကကကိုကခိုတိုဘတ်တွေညံ့ညာကြက်တာဖို့အရေးကြီးတော့ပေါ့နော်ခိုတိုဘတ်တောင်ကိုကတိတာမယ်ဆိုရင်အာခိတော့ခုရေးရတာအာတိတ်မခတ်ဘူးပေါ့နော်ဒီဥပမာရေဘွန်အချို့ကျွန်တော်ကြည့်အောင်ဂျူးစန်းကြီးဒါတနိုင်မှာပေါ့နော်ပြီးတော့ ဘာမှလဲဆိုရင်ချောချီစွတ်တယ်အခန်းထဲမှာဘာလုံးနေတဲ့အချိန်လဲဆိုရင်ဟိုက်စစခိုင်ကျော်စရုတုကိဟိုက်စစခိုင်ကျော်ဆိုတာကျွန်တော်တို့အာဒီတိုင်းမရေးချင်လဲအိုမစုကိုကန်စရုတုကိလို့လဲရေးလို့ရတယ်တလားနော်ကိုရေးတတ်တယ်လို့လွယ်လွယ်လေးလဲရေးရေးလို့ရတယ်ဘာဖြစ်လဲဆိုတော့ခိတော့ခုဆိုတာဘယ်သူကိုရေးထားတဲ့ခိတော့ခုတောင်းကအာငါကဂျပန်စကားတအားကျွမ်းနေတယ်ကွာ ဟိုသူများတွေမတိလောက်နဲ့ခန်းကြီးတွေနဲ့ခိုးတော့ဘတွေနဲ့သွားရေးရလို့မရဘူးအာခိတော့ခုရေးရဲဆိုတာဘယ်သူကနေဖတ်ဖားနားလဲနိုင်တဲ့ခိုးတော့ဘတွေနဲ့ပဲရေးရမှာပေါ့နော်ဆိုတော့အာအများဆုံးဒီစင်မွန်ရောခေါ်ပေါ့နော်ဒီခိုင်ခေါ်ခိုးတော့ဘသုံးစကားရေးချင်ရေးမှာဒါမှမဟုတ်လဲအရက်သုံးစကားနဲ့အာအိုမစိုကိုကန်စတေတူကီအဲ့လိုလဲရေးလို့ရတယ်တလားနော်ပြီးတော့အာခေါ်ဟိစရတဲ့ခေါ်ဟိစရတဲ့လို့ဆိုတာခေါ်ဟိစရူပေါ့နော် ်ခေါ်ဟိဆိုတာကျွန်တော်ခိုတိုးဝါရင်းနဲ့တူတူပဲငင်းဆန်တာဒါပေမဲ့ကိုယ့်ရဲ့ကိုပြုတ်လောက်တဲ့အရာတခုကိုသူကအာငင်းပဲ့တာငင်းဆန်တာပေါ့နော်ငင်းဆန်ခြင်းစာတဲလို့ဆိုတာကျွန်တော် grammar ပါပေါ့နော်ဘတ်ချင်းခန်းနဲ့ဆိုတော့ grammar နဲ့ပြောင်းရတော့ပေါ့နော်ခေါ်ဟိစတဲ့တဲ့ငင်းပဲ့ခြင်းခံရပြီးတော့ဒီမှာခဲရတဲ့ master ကန်ငင်းခံလိုက်ရတာပေါ့နော်ခဲတို့ကန်တာပေါ့နော်ခဲရတဲ့ master ကျွန်တော်ဘတ်ချင်းခန်းနဲ့ဖောင်းနဲ့ပြောင်းလိုက်တာပေါ့နော် ဒီနေရာမှာကျွန်တော်တို့အမျိုးမျိုးပေါ့နော်ထားပေါ်တော့ကိုကကန်ခံလိုက်တာမဟုတ်ဘူးအပေါ်ကဒီဥစ္စာတွေကနာဂုရုထိုးခြင်းခံလိုက်တယ်ဆိုလဲထိုးခံရတယ်ဆိုလဲနာဂုရတဲမှာစတာပေါ့နော်ဒါမှမဟုတ်လဲအာဆွဲခြင်းခံလိုက်ဆိုရင်ရှီပါရီရှီပါရုဆိုရင်ရှီပါရာတဲမှာစတာပေါ့နော်အာတတခုဆိုလဲတတခါတဲမှာစတာပေါ့နော်အာအဲ့လိုဒီဘက်ချင်းခန်းနေဆိုတော့ဘုံပိုးကိုပြောင်းပြီးတော့ကျွန်တော်တို့ဒီမှာကြိုက်တဲ့ကိုဘာလို့ခံလိုက်ရတယ် ခံလိုက်ရတဲ့ဟာနဲ့ကျွန်တော်တို့ပြောင်းပြီးတော့အာရေးလိုက်ရုံပါပေါ့နော်။ Okay ဒါကအာအလုပ်သမားကလောက်ခံလိုက်ရတာပေါ့နော်။ဥပမာဒီအပေါ်ကအတိုင်းပဲဘယ်အချိန်မှလဲဘယ်နေရာမှလဲဘယ်လိုပုံစံနဲ့လဲဘယ်လိုကြောင်းပြချက်နဲ့ဘယ်လိုဖြစ်သွားခဲ့တာလဲဒါအခြေခံပါပေါ့နော်။ Okay အဲ့ဒါဆိုရင်ကျုပ်ရေဘွန်နှစ်ကိုကြည့်အောင်အဖိုးဖွားချင်းချင်းလောက်တဲ့အပြုတ်မူလေးပေါ့နော်။ရေဘွန်နှစ်မှာ12နိုင်မှာပေါ့နော်။ဆော့ခုလိုတဲ့သမင်းစားခန်းထဲမှာ 隣に座っているゼロ様と喧嘩して田中さんがゼロ様の胸を殴ってしまいました。<music> ねれ、さらないんちゃいま、たべんさがなま、隣に座っているベーマータイニでゼロ様。なめわの、かなえる名前そに記録まロあ ပြေလုံးတဲ့လူတော့နာမည်ကိုတော့ရေးလို့ရတယ်ခံတဲ့လူနာမည်ကိုကျွန်တော်တို့ထည့်ရေးလို့မရဘူးပေါ့နော်ဒါ gear form မူတည်ပြီးတော့အာအများအဖြစ်တော့ပြုတ်ခံရတဲ့လူနာမည်ကိုထည့်ရေးလို့မရှိဘူးတိရနော်အာရှီစာမဆိုပြီးရေးချင်ရေးတယ်အာနန်းနီနန်းနီစာမပေါ့နော်အဲ့လိုမျိုး A စာမ B စာမအဲ့လိုတွေရေးလို့ရှိတယ်ပေါ့နော်ရံဖြစ်ပြီးတော့သူနဲ့စကားများပြီးတော့ပြုတ်တဲ့လူကဌာနကဆံပေါ့နော်ဥပမာထည့်တာဒါဌာနကဆံကဒီ0စာမရဲ့ရင်ဘတ်ကိုမှုနယ်ကိုနာဂုတ်တက်စီမိုင်မစတာထိုးပလိုက်တယ်ပေါ့နော် အာဆိုတော့အာဘယ်ချိန်မှာလဲဘယ်နေရာမှာလဲအာဘယ်လိုပုံစံနဲ့လဲအာဘာဖြစ်ပြီးတော့ဘယ်လိုပုံစံလောက်လိုက်လဲပေါ့နော်ဒါကပထမရဲ့အပေါ်ဟာတွေအခြေခံတွေပဲပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘေးစုံတစ်ကြောင်ရေဖုံးကိုကြည့်အောင်ပေါ့နော်အာဂျူးချီချီနေ့လယ်7နိုင်အချိန်မှာခေါစီစွတ်တဲ့အခမ်းအနားမှာပဲအိုဟီရုဂိုဟန်အိုကိုစုတိုကီနီနေ့လယ်ထမင်းစားချိန်သူ့ကိုနှိုးတဲ့အချိန်မှာပေါ့နော် ကျွန်တော်ဒီတိုခိနေရာမှာစိုင်လို့ထည့်လိုက်ရတယ်အာအိုခိုဆုစိုင်လို့လည်းထည့်လိုက်ရတယ်တူတူပဲအချိန်အခါတော့အဲ့လိုအဓိပ္ပာယ်သိရတော့နော်ခေါ်ဟိစတဲ့အဲ့ဒါလည်းလို့ပဲငင်းပဲ့ငင်းခံရပြီးတော့ခါမီအိုဆိုယကုဟိပါရုဘောရယကုကိုအီကအရီမစတာခုနရရအပေါ်ကစာကြောင်းလို့ယူမယ်ခါမီကိုဆိုယကုသဘင်ကိုသူကကြမ်းကြမ်းနဲ့ဆောက်ဆွဲတော့ဗောနော်ခါမီကိုဆိုယကုဟိပါရတဲ့မစတာလို့ လဲထက်လိုက်လို့ရသလို he paru ဘိုးရောခုကိုကြီးဆိုတော့ကျွန်တော်တို့ကိုထီးလျောက်ကျူးလုံးနဲ့အပြုတ်မူကစီးခဲ့ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ထိုက်မှာဒီလိုမျိုးလေးလဲအာထက်လိုက်လို့ရတာပေါ့နော်ဒီပုံမှန်လည်းဒီလိုပဲအာခေရုဘိုးရောခုကိုကြီးကအာရီမတ်စတာဆိုပြီးတော့လဲအဲ့လိုထက်လေရတယ်နော်အာကိုကအဲ့လောက်ထိရေးမနိုင်ဘူးလွယ်လွယ်လေးပဲရေးချင်းနေဆိုရင်လဲ he parade master ပေါ့နော်ဘတ်ဂျင်ခံလိုက်ရတယ်အဲ့လိုပဲထည့်လိုက်လို့ရတာပေါ့နော်တိလားဆိုတော့ မင်းအဆောင်တို့ခီလိုခုတစ်ခုရေတော့မဆိုရင်ကုနေကပြောသလိုဘယ်အချိန်လဲဘယ်နေရာမှာလဲဘယ်လိုပုံစံနဲ့ဘယ်လိုဖြစ်ပြီးတော့ဘယ်လိုလောက်ချင်းခံလာရတယ်ဆိုတော့ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတော့ဒီရဲ့အပေါ်ကအခြေခံလေးကိုကြည့်ပြီးတော့ရေးမယ်ဆိုရင်အခုဒီဥပမာလေးကိုမင်းနဆန်တို့ကြည့်မယ်ဆိုရင်ဒါမင်းနဆန်တို့လည်းအာကိုတိုင်ကိုကြရေးတက်လိုက်မယ်လို့ကျွန်တော်ထင်တယ်။ကိုကခိုတိုးပတ်တွေတော့များများသိထားဖို့လိုတာပေါ့နော်။ခိုတိုးပတ်တွေကိုကမသိတာဆိုရင်ကိုရေးချင်တဲ့ခိုတိုးပတ်ကကိုမသိဘူးဆိုရင် အာနည်းနည်းလေးတော့ခွာကြတာပေါ့နော်ဆိုတော့မင်းနန်းဆန်တို့ခိုင်ခေါ်လို့မဆိုရင်ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ခိုတိုးဘတ်တွေများများကျက်သွားပါလို့ကျွန်တော်အမြဲတမ်းပြောလို့ရှိတာပေါ့နော်ဆိုတော့အာကျွန်တော်ဒီခီတော့ခု ရေးတဲ့အာနောက်ထပ်ခီတော့ခုတက်တက်ရေးနေပေါ့နော်ခီတော့ခုရေးနေအချိန်ကဗီဒီယိုကိုလည်းကျွန်တော်အာမျှော်ဝေပေးသွားပါအောင်မယ်နောက်ထပ်အခုလောဆယ်ကတော့အာဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်